အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ Audio Book Entertainment Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Channel လေးကနေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့ဇာယစ်စရာအကဇော်ရေးသားထားတဲ့ဘယ်ပြန်ဥအောင်ရှင်ဇာတ်လမ်းအတွဲနှစ် အပိုက်ဆက်ခွန်ဖြစ်တဲ့ဘဲပြန်ဥအောင်ရှင်နှစ်လက်ပံရွာကအလှပွဲဆိုရက်ဇလံကောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလံလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြဖို့တောင်းဆိုပါစီခင်ဗျာအဲနောက်တနေ့အလှပွဲကြီးရတော့ချင်းချင်းတဲတဲကိုကျင်းပါတော့တာပါပဲဗျာအဲကြွေးတာမွေးတာလည်း တ်ဆက်တယ်အလူရှင်တွေရေရော့ချက်ဗျာဒါပေမဲ့တခုထူးကြတာကဘာကြောင့်လူတယ်ဆိုတဲ့အချက်မရှိတာပဲဗျပုံမှန်ဆိုရင်ယဟန်ကန်ရှင်ပြုတို့ဘာတို့ဆိုရင်ဒီလိုအလူလုတ်တယ်လေအဲနောက်တော့ဖရာထီတင်ပွဲတို့ဘာတို့ပေါ့ဗျာအတခါရွာဦးကျောင်းကဦးစင်းရဲ့တိတ်ခါတပ်ပွဲတို့ဘာတို့ဆိုရင်လေအလူကြီးလုတ်ကြတယ်ဒီလုတ်ကြတော့ဒီအလူကြတော့ဘာကြောင့်ဆိုတာရေရာမတွေ့ရဘူးဗျာ အဲဓမင်းကျွေးယုံမှာလူတွေအုံးအုံးနဲ့ထနေတော့တာပဲမန်တက်ထဲတောင်မှလူသိမ့်မကြမ်းဘူးကဒီချိန်အလှရှင်လက်ပံရွာသူကြီးရောက်လာတယ်အကြီးနာမည်ကဥပြုံနေဗျနာမည်အတိုင်းလူကလည်းခပ်ပြုံးပြုံးပဲသူ့လက်မောင်းကိုတွဲပြီးတော့ရှောက်လာတဲ့မိန်းကလေးကလည်းအတော်ချောတာပဲဗျဒါကြောင့်ထင်တယ်သူ့မျက်နှာကြီးကလည်းတရေကြီးတကောင်ပြုံးတယ်လို့မျိုးပြုံးပြုံးဖြစ်နေအဲ့ရတကားနဲ့ပြောရရင်တော့အပြုံးဂိတ်ဆုံးရောက်နေတယ်ပေါ့ဗျာ အဲသူတို့တွေကျုပ်တို့အနာကိုရောက်မလာခင်မှာနင်းကြီးကတကြီးလက်ကိုတွဲထားတဲ့မိန်ကလေးကိုလက်ညှိုးထွေးနေတယ်အမအမဟောဟိုကမိန်ကလေးကဟိုတလောကမှာတကြီးဥပြုံနဲ့ယူလိုက်တယ်မစီးစာဆိုလားအဲ့ဒီမိန်ကလေးမဟုတ်လားဟုတ်ပါရဲ့မစီးစာငငယ်ချော့ချော့ကလေးဟဲ့မသိရင်တားပါကြနာပဲငါအိုမြင့်နုကြိုက်တယ်ဆိုတာဒါဟုတ်ပြောတာနေမှာ အမရဲ့တကြီးရဲ့တမိငယ်ဆုံးတော့မှာပဲသူ့ထက်တကြီးရဲ့မဟုတ်လား ဟုတ်ပါနေကြီးရဲ့ဒီလိုကောင်းပြူသွားကြိုးနေတဲ့အဖိုးကြီးတယောက်ကိုမဆီစာဘလို့စိတ်ကူနဲ့ယူလိုက်တယ်လည်းမသိဘူးနော်။အိုးအမလေးငွေကြောင့်ပေါ့အမရဲ့ဥပြုံးကတော်တော်ချမ်းသာတာဟုတ်။ငါကြားသလောက်ဥပြုံးသားသမီးကလည်းသူနဲ့သဘောမတူကြဘူးလေဟာ။ဒါကိုအဖိုးကြီးကမရမကအတိုက်ခံလှုပ်ပြီးတော့ယူလား။သူ့သားသမီးတို့ကပဲသူ့အိမ်ကနေမောင်းချလိုက်တာပဲကြည်ပါ။သူတို့အတင်းပြောနေတော့ဇာဦးအောင်ရှင်ကမခင်ကြီးတို့နှစ်ယောက်ရဲ့ ကျောင်းတောင်ဝင်းနဲ့အသာရိုက်လိုက်ရင်တည်းကြီးတို့စကားတွေရပိတ်တလေးဘေးပြည့်ဆိုလို့နင်းနာတွေဖြစ်ကုန်ပြီဟာသူမကောင်းကြောင်းပြောပြီးတော့သူကြွေးတဲ့ထမင်းကြတော့တစ်ဖြဲနှစ်ဖြဲနဲ့စားကြတောက်ကြအောင်မေအမပြောလိုက်ချင်းဘူးနော်ဥအောင်ရှင်ဝင်ဟန့်လိုက်တော့မှမကင်ကြီးတို့ညီမလည်းပါဇက်ပိတ်သွားတော့တယ်မကြပါဘူးအဲ့ဒီဥပြုံကကျုပ်တို့နောက်ရောက်လာပါရောမစည်းစားဆိုတဲ့မိန်းကလေးကလည်းမကင်ကြီးကိုမျက်စောင်းထိုးပြီးတော့တစ်ချက်ကြည့်လိုက်တယ် ဦးပြောတော့မိမချောလေးရထားတာဆိုတော့ဘွားတော့မစိနိုင်ပါဘူးဗျာဟာဘယ်ပြန်ဆရာကြီးဥအောင်ရှင်တော်ရောက်နေမှာကိုခမားတို့ဖိတ်တော်လဲလူမှုရေးအရာ လာရတာပေါ့ဗျာဒီချိန်မစိစာဥပြုံလက်ကိုဆွဲပြီးတော့ဟွိသူ့ဘာဖြစ်လို့ဖိတ်တာလဲမစိစာမေးလိုက်တဲ့စကားကြောင့်အကြီးဥပြုံတော်မှာကြောင်တောင်ဖြစ်သွားတယ်ဘာဖြစ်လို့လဲခလေးဒီဘက်ရွာမှာအလူလုတ်ရင်ဟိုဘက်ရွာအကြီးကြီးတွေကိုဖိတ်ရတာထုံးစံပဲမဟုတ်လား မစည်းစားဘာမှဆင်မပြောတော့ပဲနဲ့နှကန်းကိုစူပုတ်လိုက်တယ်ကြုံတောင်မှဒေါသထောင်းကနေထွက်သွားတယ်ဗျာရွာကာလာသာကိုအိုးကိုတိုင်းလာဖိတ်တာကိုမသိရင်သူတို့မဖိတ်ဖဲနဲ့ကြုံတော့အချောင်ရောက်လာတဲ့ပုံစံမျိုးနဲ့ဗျာဥပယောင်ကရည်ကြဲကြဲနဲ့ဆရာကြီးဝသားဟင်ကို ရှယ်ချက်ထားတယ်နော်စသွားပါအောင်ဗျာရပါတယ်ဥပယောင်ရာကြုံတွက်ကတော့လပယ်စပြီးတော့ရင်းနှီးချမ်းတောက်ရင်ဗိုက်ပြေပါတယ်ဗျာကလေးတွေပဲစားကြမှာဥပယောင်ကဘိမ့်မှာထိုင်နေတဲ့ကြုံကိုကြုံတို့ကိုကြည့်ပြီးတော့ ကဲငါဒူတို့ဓမင်းကိုအပြက်စားသွားကြနော်အလာမစားနဲ့အဝါစားအဝါစားသူကလိုလိုလလပြောပေမဲ့ကျုပ်တို့ကတော့အင်တီနေဖြစ်နေပြီဗျဥပယုံကရီမောပြီးတော့တခြားသူတွေဘက်ကိုထွက်သွားတော့တယ်ဒါတော့မစည်းစားကျုပ်တို့ဘက်လှည့်ကြည့်ပြီးတော့မျက်စောင်းတစ်ချက်ခတ်သွားသေးတယ်ကျက်တုံးမငါ့ကိုမျက်စောင်းထိုးသွားသေးတယ်ဟုတ်ပါမှာရေအဖိုးကြီးကိုယူထားလို့ပဲသူ့ကိုယ်သူဘယင်မလို့ထိနေပုံရတယ် ော်ကြပါတော့ဟာကဲစားစရာရှိတာသွားစားကြပြီးရင်ပြန်ကြမယ်ဆရာကြီးကပြောလိုက်တော့ကျုံတဲ့မက်ခင်ကြီးတို့ထမင်းစားယုံဘက်ကိုထထွက်လာခဲ့ကြတယ်ကြဝက်သားတွေကိုမိုးပြေဒီရီနဲ့တန့်စီပြီးတော့ချစ်တယ်ဗျအဲပဲဒီရင်တုတ်တွေနဲ့ဆိုရင်လဲအိုးကြီးတွေနဲ့ထည့်ဖြစ်ပြီးတော့တုတ်နေကြရင်ဟင်းဂျိုတော့အချိန်90ဝယ်အိုးကြီးနဲ့တီးရတာဗျအဲဟင်းကြီးခတ်တဲ့လူကလဲအုံနေခဲနဲ့စီထားတဲ့လေကားလေးနဲ့တက်ပြီးတော့ခတ်ယူရတယ်ထမင်းယုံထဲမှာလဲလူတွေအုံခဲနေတာမပြီးကြသေးဘူးဗျ အလူကမိကိုတွေကျွေးတဲ့အပြင်စားတဲ့လူတွေကလည်းအလားစားတာမဟုတ်ဘဲနဲ့အဝါစားကြတာဆိုတော့တယောက်ကိုနှစ်ပကံသုံးပကံအသာလေးပဲဗျာအဲဓမင်းစားကြည့်တော့လူတွေကတော့တကာစားရင်နှလုံးချက်လောက်အသာလေးပဲကျုပ်တို့လည်းဓမင်းဝိုင်းတစ်ခုပေါ့ထိုင်လိုက်တယ်ဗျအဲဇပွဲဝိုင်းပေါ်မှာတင်းရလွယ်အောင်လို့မပြောဘက်တွေကိုစီချပ်ပြီးတော့ခင်းထားတယ်အဲ့ဒီပေါ်မှာမှတမင်ကန်တွေနဲ့ဓမင်းပြင်းပေးတယ်အလာသားကိုအုပ်ကကျုပ်တို့ဝိုင်းကိုရောက်လာပြီးစားကြနော်ညီမတို့အားမနာနဲ့ ဟင်းတွေကိုထပ်ပြီးတော့ဖြည့်ပေးသွားတယ်ဗျဝက်သားဟင်းအတုံးတွေကလည်းအကြီးကြီးကြီးဗျကျုပ်တို့လည်းအားရပါးရစားတော့တာပဲဝက်သားဟင်းကလည်းသိတ်ကောင်းသဗျာချမောင်ဇလီဟင်းဂျိုးကလေးကလည်းတောက်ကောင်းလိုက်တာပြောပြောမနေပါနဲ့တော့ပဲဒီချင်းတော့ကလည်းချင်းချင်းလေးနဲ့အီးပြေးတယ်ဗျာဘလချောင်းကျော်ကလည်းဆက်ဆက်ကလေးနဲ့ကြက်တော်နဲ့မှုန်နေပါစားကောင်းကောင်းနဲ့စားလိုက်တာအစားနေတဲ့ကြောက်တောင်ပါနှစ်ပကံကုန်းနေမကင်ကြီးကလေးပကံနှင်းကြီးကတော့တပကံပဲဒါပေမဲ့ဝက်သားတို့တွေခက်ခက်ထဲ့ပြီးတော့ စားနေတယ်ဗျနေကန်စားတော့ပြီးတော့ဘိုက်တွေလို့လို့အနေပြန်ထားရတယ်ကြုတ်အကြိုက်ဆုံးကတော့ဟင်းဂျိုပဲဗျဂျိုဂျိုလေးနဲ့တောက်ရတာတော်တော်ကောင်းတယ်ဗျဘလို့ချက်ထားတယ်လို့မသိဘူးတောက်လေတောက်လေငက်မပြေဆိုတဲ့အတိုင်းပဲဒါနဲ့အမခင်မနေ့ကကြုတ်လို့ဘိုက်လာတဲ့အကြောင်းကြုတ်သိပြီဗျဟေးဘာလဲဟာအဲ့ဒါချက်သားကြောင်းဗျကျောက်စိတ်ထင်တော့အကြီးအကျချက်သားတွေကိုပညာသက်တွေထွက်ပြေးလိုက်ဟုတ်ပါမလားရင်မောင်ရဲ့ညင်ဟာလေဟုတ်တယ် ဟုတ်ဖို့များတယ်ဗျကျုပ်အခုမှတေချာပြန်တွေးမိကြဗျအေးကကျုပ်ကိုမြင်တော့ဖုတ်စရာလေးလို့ခေါ်တယ်ဗျဖုတ်စရာလေးဆိုတဲ့စကားစောင့်နေရကျုပ်ကိုခေါ်ချတဲ့နာမည်ဗျသူဘလို့သိနေတယ်လဲဆိုတော့ထူးဆန်းမနေဘူးလားပြီးတော့သူ့ကိုလည်းရွာလူတွေကစောင့်လို့ခေါ်တယ်ဗျသူ့အိမ်သွားတော့လဲခွေးနှကောင်ကကျုပ်ကိုသွားတော့ဝါတော့မဲ့ပုံနဲ့ကြိကြတယ်ဒီကဝတ်သားစီတုံးတွေထိုင်စားနေတဲ့နှင်းကြီးကဟုတ်မေရင်းပါအဲ့ဒီခွေးကြီးကရိုးရိုးခွေးတွေမဟုတ်ဘူးလေဟာသုံးခွေးကြီးတွေအရဲခွေးကြီးတွေတကောင်ကငါဖြူ တကောင်ကငနဲ့တဲ့သူတို့ကညရောက်ရင်ပုတ်လောက်ရှိတဲ့ခွေးကြီးဖြစ်သွားကြတယ်ဆိုပဲအေးဟာဖြစ်နိုင်တယ်ငါခုပြန်စစ်စမ်းပြီးတော့မှအေးအေးဝက်တာသွားတာတွေကသုံးပါလိုပဲဒီလောက်ကျဲတဲ့ခြံကြီးတွေမှာတယောက်တည်းနေတာလည်းမသိငါစရာပဲဟာတော်ယုံလူကရွာစုံမှာဒီလိုတယောက်တည်းနေရပါမလားပြီးတော့အဲကျက်ဝဲတော့လေညီတို့ဆရာကြီးစားမလားဆိုပြီးတော့တစ်ချက်ပြုံးလိုက်တာသူအပြုံးကဖုံးပါကြီးတယောက်ပြုံးတယ်အပြုံးပြိုးဟာတေချာရဲ့လာရင်ပါဗျာ သိကြပါရဲ့အမခင်ကြီးဟာသူလှုပ်ထားတဲ့ကြက်သားတွေစားမိတဲ့ကျုပ်တို့သုံးယောက်ကငါဝမ်းမေးကြီးတွေဝိုင်းအောင်ရောရောနဲ့တွားကြတယ်မလားဟာရင်းမောင်တင်းနာကောင်းလီဒီမှာထင်းရဲစားနေမှာမမြင်ဘူးလားကြော့ရဟာကြော့ကြော့တော်ပြီလားလင်ပြောလိုက်တာနဲ့စားကျင်တိတောင်ပြည့်တယ်တွားတော့မယ်စားတော့ပြီးတော့မန္တတဲပြန်ဝင်ခဲ့ကြတယ်စားလို့ကောင်းလိုက်တာဆရာကြီးရေကျွန်တော်ပြန်တော့မလားအေးပြန်ကြတာပေါ့ကွာ ငါလည်းဆက်လိတ်တောက်ခြင်းလို့ဇက်တွေတောင်ချင်းနေပြီကွာဆက်လိတ်တောက်ခြင်းတော့များဆရာကြီးရေဟိုမှာဆက်လိတ်တွေထက်ထားတာမဟုတ်လားဟာငါအဲ့ဒီဆက်လိတ်တွေမတောက်ခြင်းမဟုတ်ကွာဆရာကြီးကတော့ဆက်လိတ်တောင်မှရွေးနေလိုက်တာဗျာဆက်လိတ်ပဲဗျဘာတောက်တောက်ဒီရတာပဲပေါ့မင်းမသိသေးပါဘူးရှင်မောင်ရာမန္တထရေကနေထထွက်လာခဲ့တော့လူတို့ကောင်လုံးလေလေးပင်ပင်ဖြစ်နေတယ်ခေါင်းတွေကလည်းထုံထုံကြီးနဲ့လေးလေးကြီးဗျကျောက်စိုက်တင်တော့ထမင်းတွေစားတာများလို့ထမင်းစိတ်တက်ပြီးတော့လူတွေလေးလံထိုင်းမိုင်းလာတယ်ထင်ပါတယ် အမခင်ကြီးကိုကြည့်လိုက်တော့သူလည်းမျက်နှာကြီးကခိုင်ဖြစ်နေပြီးတော့နဖူးကလည်းချွေးစီပြန်လေးသမီးနဲ့နေငန်းစားတော့သူ့ဖိုက်ကြီးကလည်းကိုဝင်လေးလာပိုက်လို့ပူပြီးတော့တင်းနေရမှာဗျာအကိုပဲသိလဲနာကိုရောက်တဲ့အချိန်မှာပဲဦးအောင်ရှင်ကဘာမပြောညာမပြောနဲ့ကျုပ်ဇက်ပိုးကိုလက်ဝါးနဲ့အုပ်ချပြီးတော့သုတ်ကင်ထားတယ်ဗျကျုပ်ဇက်ပိုးကပူကနေဖြစ်သွားတော့ကျုပ်ကစကားပြောမယ့်အလုံးမှာရင်နဲ့တက်ဆူဆူကြီးဖြစ်လာတယ်ဗျအန်လိုက်ရင်မင်းအန်ချိုင်းအန်လိုက်အန်ချင်းအန်လိုက်ွာ ုပ်လဲဝေါ်ကနေမျိုးပေါ်ထုတ်အန်လာချလိုက်တယ်။ဟိုနကစားတော်များအပတွေဓမင်းတွေအကုန်လုံးအန်ထွက်မလာပဲနဲ့ပြည့်ချက်ချက်အမဲကြီးအေးကြီးတွေအန်ကြလာတယ်ဗျာ။အဲ့ဒါလေးလဲအန်ပြီးတော့လူလဲပေါ့ပါပြီးတော့နေရတာကောင်းသွားတယ်။အခုမှပဲရင်ချောင်ပြီးတော့နေရကောင်းသွားတော့တယ်ဆရာကြီးဟာ။ဦးအောင်ရှေကမျက်မှောင်ကျုပ်နေတယ်ဗျာ။သူဒီလိုမျက်မှောင်ကျုပ်နေရင်တော့တခုခုစဉ်းစားနေပြီဆိုတဲ့အတိတ်ပဲပဲ။နောက်တော့ကိုဖေသိမ့်ရောက်လာတယ်။ကျုပ်လဲလဲပေါ်တက်မဲ့လို့တော့ရင်မောင်မင်းငါနဲ့နေတယ်ဗျာ။ဆရာရံပြန်ဦးလား။ မြန်သေးဘူး။ငါလှုပ်เสียရှိသေးလို့။ဦးအောင်ရှင်ကမခင်ကြီးတို့ကိုကြည့်ပြီးတော့တမီးတို့နဲ့ရောက်။အိမ်ရောက်ရင်ဖះเจ้าဆောင်ဘုရားစေတော်ကြီးကိုတယောက်တစုံရက်လိုက်ကြကြားလား။ဘာဖြစ်လို့လဲဖေ။စေတော်ကြီးကမကောင်းတဲ့ပြောကားတွေတာမကအစာမကြေတာလို့ရေထိုးလေအောင်တာတို့ကောင်းနေဟ။နင်တို့စားထားတာဝက်သား။ဝက်သားဆိုတာအရေးစားမဟုတ်လား။အစာများရင်ပြည့်တယ်။အစာမကြေဖြစ်လိမ့်မယ်။ငါပြောတဲ့အတိုင်းစေတော်စားလိုက်ကြဟုတ်ပြီလား။ မကင်ကြီးကရင်ဘက်ကိုဖေးနေတဲ့ဟုတ်တယ်ဖေးအခုတော့မှပြင်းညက်ဖြစ်နေတာဆားလိုက်ပါမယ်ကိုတိုင်မေတို့လက်ရမကြခင်ထွက်သွားပါရောကျုပ်ကကြားကြီးနာကတ်လာပြီးတော့အမခင်ကြီးတို့ဆေးတော်ကြီးစားခိုင်းကိုထောက်တော့တခုခုထူးနေမလားဆရာကြီးရင်းမောင်မင်းအန်လိုက်တဲ့ဟာတွေကိုမင်းပြန်ကြည့်စမ်းကျုပ်အန်လိုက်တာမဲမဲအကြီးတွေပြတေချာကြည့်လိုက်တော့မှအဲ့ဒီမဲမဲတွေထဲမှာသပွေမွေလိုလိုအမွေအပိုင်းစားလေးတွေတွေ့လိုက်ရတယ်ဆရာကြီးသပင်းလေးတော့မသိဘူးဗျာ အေးအဲ့ဒါထူတာပေါ့ကွာဘာထူလာလဲဆရာကြီးအလူဆိုတော့လုံရင်ကိုင်းတယ်တပင်းနေကြကြတာဖြစ်မှာပေါ့ဗျာဒါဆိုအမဲရောက်နေရတော့ကွာအဲ့ဒါတော့ချမောင်မဲသလီဟင်းဂျိုကအဲ့ရတူဖြစ်မှာပေါ့ဦးအောင်ရှင်ကခဲ့ရရပြောနေတာနဲ့မင်းကမယုံသေးဘူးဟိုရင်မောင်ရမင်းတို့စားတဲ့အလူထမင်းဟင်းနေတဲ့မှာအပင်းနေခတ်ထားတယ်ကွာဟုတ်ပါမလားဆရာကြီးရေကဲပါမင်းမျက်စိနဲ့တွေ့တော့မှယုံဆန့်ကွာဟုတ်ပြီလား ဇာယူအောင်ချင်းနဲ့ကြုံနေဟင်းတွေချက်ပြုတ်နေတဲ့နေရာကိုလာခဲ့ကြတယ်။ပါလာသားကိုကိုဦးကတော့စားဖို့စပိုးဆောင်ချက်ပြုတ်ရေးမှာဝင်ပြီးတော့ကြည့်ကြနေတယ်ဗျာ။ဦးအောင်ချင်းကချက်တဲ့ပြုတ်တဲ့အနားရောက်တော့ကိုဦးကိုလှန့်ခေါ်လိုက်တယ်။ဟေးမောင်အုပ်။ဟင်းရခတ်တာဘသူလဲကွာ။ဦးအောင်ချင်းကဟင်းရအိုးကြီးကိုကုန်းခတ်ပေးနေတဲ့လူကိုတေချာစိုက်ကြည့်နေ။ကိုဦးကအဲ့ဒီလူကိုလှည့်ကြည့်ပြီးတော့ကိုဦးလို့ခေါ်ပါတယ်ဆရာကြီး။ငါသူ့ကိုမမြင်ဘူးပါလား။ ဟုတ်တယ်ဆရာကြီးကိုဦးကမသိသာရဲ့အကိုပါမသိသာတို့ကတနေတကြီးကနေပြောင်းပြီးတော့ဒီရောအခြေလာချတဲ့လူတွေလေဆရာကြီးရဲ့သူတို့မောင်တို့မှဒီရောက်တာအဲတုံးလာလောက်ပဲရှိုံမယ်ဆရာဦးအောင်ရှိရဟင်းရီအိုကြီးအနာကိုရှောက်သွားတယ်ဟင်းဟင်းရီလို့တမျကိုဦးကဒိုင်ရခတ်ပိနေဆိုပါတော့ဗျာဦးအောင်ရှင်ရကိုဦးကိုကျင်းတဲ့ဟေးမောင်ဦးခဏဆင်းလာခဲ့စမှာကွယ်ကိုဦးကဘာလာရှောက်တာလဲဆိုတဲ့အကြည့်နဲ့ဦးအောင်ရှင်ကိုလှည့်ကြည့်တယ် ငါဟင်းရီဟိုတစ်ချက်ကြည့်ရင်လို့ပါကွာဇာကြီးဟာအေးစေးစေးမန်းတက်ထဲမှာနေပါချက်တာပြုတ်တာကျုပ်တော့လောက်ပါဗျကိုဦးကပြောရောဗျကိုဦးကလည်းဟုတ်တယ်ဇာကြီးကကျွန်တော်တို့ကအားနာကြမလို့ပါဘူးခဏစင်းဆိုစင်းလိုက်ကွာငါမင်းတို့ကိုကူဖို့လာတာမဟုတ်ဘူးကွာဟင်းရီဟိုတစ်ချက်ကြည့်ပြီးပြန်မယ်ကိုဦးကတွတ်ဆုပ်တွတ်ဆုပ်ဖြစ်နေဦးအောင်ရှင်ကအရှိကိုလည်းတက်သွားရောကိုဦးက လာကြပါဦးဗျာဒီမှာဆရာကြီးတယောက်လူလာလောက်တော့လာပြီးတော့ရှုံနေလောက်ကြပါဦးကိုဦးကအော်လိုက်တော့ကလာသားတွေကကြုတ်တော့ဝိုင်းကြည့်တယ်ဗျာဒါပေမဲ့လက်ပံရွာလူတော်တော်များဆရာဦးအောင်ရှင်ကိုသိနေကြရဲဆိုတော့ဘာမှမပြောကြဘဲနဲ့ငြိမ်ကြည့်နေတယ်ကိုဦးကကိုဦးလက်ကိုပြေးဆွဲနေတယ်ကိုခဏခဏဆင်းမိလိုက်ဗျာဆရာကြီးကကြင့်ဝဲကြည့်မှာပါဗျာမဟုတ်တာပဲဗျာသူကြည့်ရတယ်သူကြည့်ရတာမသိကောင်းတော့ဟင်းဦးတော်စစ်တွေပါလေခတ်နေအောင်မယ်ဒါဖေးပြန်ဆရာကြီးဗျာမကောင်းတာမဟုတ်တဲ့သူပါသူ့ကိုခဏပေးကြည့်လိုက်တော့ကို ။နောက်ဆုံးကိုဦးဆိုတဲ့လူကမငင်းနိုင်တော့တာနဲ့အိုးကြီးကိုဒေါက်တာချောင်းနဲ့လင်းကားချက်ခောက်ပြီးတော့ဆင်းလိုက်တယ်။အိုးကြီးရဲ့နှကန်းဝါကိုရောက်ဖို့ကအုပ်စီထားတဲ့လေကားကလေးပေါ်ကနေတက်ကြည့်ရတာဗျ။ဇာဦးအောင်ရှင်ကတစ်ချက်ပြောနေတဲ့။မောင်အုပ်။ငါမတက်ဘူးကွာမင်းတက်ကွာ။ပြီးတော့အိုးသေချာမွေကြီးစမ်း။ရေပုံးနဲ့မွေနဲ့ရောက်ချိုဇုံးကြီးနဲ့သေချာအောင်ထိမွေကြီးစမ်းကွာ။အိုးအုပ်လည်းရောက်ချိုဇုံးအရှိကြီးယူပြီးတော့အိုးနှကန်းနောက်ကိုတက်သွားတယ်။ 我乌鸡仔啊，走到平沙山的鸡尼了，不嘛？之前是阿乌王先阿乌的些鸡鸟，菩萨家里面木的路，夫个奈的些木来的。些阿木来的到，比奈伊安尼的捉不得伊些米来的不、啊、呀？得查路的阿到米来的没没听乌不呀？哥、啊、哥，嘿乌有妹奈奈，苦苦追到的不嘛？哈，查呀，查呀，怀疑呀！阿拉怀疑，但阿多奈别鸡仔。乌的安尼，开开个，得虎所的点来的多，回来伊的行拖拉的不呀？ လူတွေအားလုံးလည်းတော်တော်အံ့ဩသွားကြတာပေါ့ဗျာခွင်းနဲ့ကြီးကအတီးပြခွင်းနဲ့ဆိုပေမဲ့အနဲ့ရောင်အမွေတွေကဟင်းရီပူတွေလောင်ပြီးတော့ကြွတ်တောင်ကြွတ်နေပြီခွေးကိုယ်လုံးကလည်းအသားတွေကလည်းပြုတ်ရည်တွေနူးပြီးတော့ခွေးကအယိုးသာသာကြမ်းတော့တာပဲဗျာဘလာသားတွေအကုန်လုံးခွေးကြီးကိုကြည့်ပြီးတော့အံ့ဩသွားတယ်ဟင်းရီကိုတောက်ကောင်းကောင်းနဲ့တောက်ခဲပြီးတော့မှအခုခွေးကြီးထွက်လာတယ်ဆိုတော့ယုံပြီးတော့တဝဝနဲ့အံချလိုက်ပြီလေဗျာဒီတော့မှကိုဦးမျက်နှာကွက်ကနေပြက်သွားတယ်ကိုဦးကကိုဦးကိုလှည့်ကြည့်ပြီးတော့ကိုဦး ဒီခွေးကအိုးတဲ့ဘလို့ရောက်လာလဲဟိုလေခွေးကအိုးကိုတက်ကြည့်ရင်လည်းမတော်တဆပြုတ်သွားတာဖြစ်မှာဗျကိုဦးရောင်မချီသွားဖြဲလေးနဲ့ဖြေးတယ်တရားဦးအောင်ရှင်ကကဲမောင်ဒီခွေးကြီးကိုမြန်မြန်လက်ဆောင်ဖြောက်ပြစ်လိုက်ကွာတခြားလူတွေတိကုန်ရင်မကောင်းဘူးကွာဟင်းအိုးကြီးလည်းတွန်လိုက်တော့ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်တို့ချစ်ရလွယ်တဲ့မှန်ရောင်ဟင်းယူအမြန်ချစ်လိုက်ပါမယ်ကိုဦးတို့ကလာသားတစ်တိုက်ကအဲ့ဒီခွေးကောင်းကြီးကိုသင်းပြီးပို့ကြီးတွေကိုပြစ်ထည့်လိုက်တော့တာဗျာအဲ 前面别话嘞，没生意真的也算了。回港讲、啊，明日两票价再多少人、啊？我信啊，国午三级来着，国午面试面那、啊、变再别了。哎呀，你别出多少了呗？啥？黑我的亏心呀？啥也不落地的？对呀，我讲，这亏啊，毛五的子我没找着啥价过过着了，别再给我讲。送着要个卤猪的这真嘛，别扯上了。啥？多把朋友提不用扯上了来吧。卤块我我早先了，我也关心么样？ ဒီလူကိုလာရင်ဟင်းရတောင်းပြီးတဲ့လူတွေအကုန်အပင်းတွေမိအောင်လောက်ထားတာပဲပြီးတော့မှသူကဒီအပင်းကိုအသုံးချပြီးတော့တရွာလုံးကိုအုတ်ချုပ်မယ်ဒါတွေမကသေးပဲအလူမှလာစမိတဲ့မြလူတွေလူတွေကိုအုတ်ချုပ်ကြီးစိုးမယ်လေကွာတော်တော်ရုံမှလိုက်တာပဲဗျာอืมသူဘက်ကကြည့်ရင်တော့တော်ပိုင်တဲ့အကြံပဲဗျာဒါဆိုဒီဟင်းရတောင်းပြီးတဲ့လူတွေအလုံးအပင်းတွေလိုက်ထုတ်ပေးရမှာဗောနော်ဒီလိုလည်းမဟုတ်သေးဘူးရင်ပါဗျာသူ့အပင်းက မွေပင်လို့ခေါ်တယ်။အပင်အနုသားလေးတွင်းလာတာအတွေ့အကြုံနဲ့တဲ့ပညာနုတဲ့ဆရာဆိုရင်အပင်တွင်းလာတာဟုတ်လား။ရှားတွေ့မှာမဟုတ်ဘူးကွာ။အခုခွေးကောင်ကြီးကအပင်ရဲ့ချက်မှာပဲ။ဒီခွေးပျက်စီးသွားပြီဆိုရင်အပင်ရဲ့အစွမ်းကအမြင့်ပြဲသွားလိမ့်မယ်။အပင်မိထားတဲ့လူတွေဘိုက်ထက်ကနေအပင်တွေကလည်းသူ့လိုလိုပျက်စီးသွားလိမ့်မယ်ကွာ။အပင်ဆိုတော့လေနည်းနည်းပါပါတော့ခံစားကြရမှထင်တယ်ကွာ။ဒါကြောင့်ဆရာကြီးကအမခင်ကြီးတို့သေးတော်ကြီးစားဖို့ပြောလိုက်တာဟုတ်။ဒီပညာတော်တော်ရုံမာတဲ့နည်းပဲဗျာ။ ဘလို့များလောက်ထားတယ်လည်းမသိဘူးနော်လုံနီးသိရင်တော့ကာယကံရှင်တွေကိုတွေ့ရမယ်ဟေ့ဗျာဆရာကြီးကကာယကံရှင်တွေကိုတွေ့နေပြီလားဒီမှာရင်မောင်ရဒီရင်ရဲ့အိုးကိုတာဝန်ယူထားတာဘသူလဲကိုဦးလေဗျာအဲ့ဒီမောင်ဦးကဘသူအကိုရဲ့လေဦးပြုံးကတော့မဆီးတာမဟုတ်လားဟာဒါဆိုရင်တော့မဆီးတာဦးအောင်ရှင်ကကြောက်ပဇက်ကိုလှမ်းပိတ်လိုက်တယ်လူကြသူကြတဲ့ပဇက်စီးဆောင်တယ်မှာကွာဒါဆိုရင်ပဇက်လုပ်ရမလဲဆရာကြီး သူတို့လာမဲ့အချိန်ကိုတို့တွေစောင့်နေရုံပဲပေါ့ရင်မောင်ရသူတို့ဆိုတော့မစည်းစာတို့ကရောက်လာမှာလားဒါဘောကသူတို့အကြံစီမအောင်မြင်ပဲသူ့ကိုလည်းငါလောက်တာတိတ်သွားပြီဆိုတော့ငါစီကျင်းတယ်ပေါ့လာမှာပေါ့ကွာဆရာဦးအောင်ရှင်ကပြောရင်နဲ့ရွာထဲကိုလှန့်ဝင်သွားတယ်ရှိုက်ဘယ်သွားမလို့လဲဗျလက်ပံရွာရွာဦးကျောင်းဆရာတော်စီပေါ့ကွာသူနဲ့ငါနဲ့စကားမပြောပြတာတော့တော်တော်ကြာနေပြီဆိုတော့ရောက်တော့ရောက်ခိုက် ဝင်ဖူးသွားမလားလို့ပါကျုပ်လည်းဆရာကြီးနောက်ကလိုက်ခဲ့လိုက်ခဲ့ရတော့တယ်ဗျာ လက်မြရွာထွက်ထိတ်မှာရွာဦးကျောင်းရှိတယ်။အဲရှေ့တသားကျောင်းတကျောင်းပေါ့ဗျာ။ရွာဦးကျောင်းဆရာတော်ကကျုပ်တို့လာတော့ပြုံးပြုံးရွှင်ရွှင်နဲ့နှုတ်ဆက်တယ်။ဆရာဦးအောင်ရှင်နဲ့လည်းတော်တော်ခင်မုံရတယ်ဗျာ။စကားတွေဖောင်ပွဲပြောကြတော့မြတ်ဗျာ။ညနေကိုစောင်းရော်ပြုသူတို့ပြောတဲ့စကားတွေကတဲ့အကြောင်းဝိဇာအကြောင်းတွေများတယ်ဗျာ။ကျုပ်ကဘာတွေ့ကြုံမှမရှိတဲ့လူဆိုတော့သူတို့ပြောတာနားထောင်လိုက်။ဖောင်ဦးကျောင်းကချကြိုးတယ်ငါပြောသေးတို့ခင်ရဲ့ခဲတို့စားလိုက်နဲ့ပေါ့ဗျာ။ရောက်တော့ရောက်ခိုင်းတကကြီးရေဦးစင်းကျောင်းမှာ တဲသွားပါလားအလောက်မရှိသေးရင်လည်းအေးအေးဆေးဆေးမှပြန်ပေါ့တကားကြီးရယ်ဥအောင်ရှင်ကကြောက်ကိုတစ်ချက်ကြည့်ပြီးတော့ခေါင်းငိတ်လိုက်တယ်ဖုံးရောင်းဝင်းတဲ့နေရာမှာဇီရက်တစောင်ရှိတယ်ဗျအဲ့ဒီဇီရက်မှာခေးသွားတွေလာရင်ဖြစ်ဖြစ်ယောဂီတွေညအိတ်ညက်နေတရားစခန်းဝင်ရင်ဖြစ်ဖြစ်အသုံးပြုကြတယ်အခုတော့ကြောက်တို့လည်းအဲ့ဒီဇီရက်မှာတဲရတော့ပေါ့ဇီရက်ဆိုပေမဲ့နိုင်ငံတို့ရမြည်ကြီးမဟုတ်ဘူးဗျတသားချောင်းကလေးတွေနဲ့လူကြီးတထိုင်စာလောက်ကာထားတဲ့ဇီရက်ပါဘုံချောင်းသားလေးတွေကကျွန်တော်တို့အိတ်ဖို့အတွက် နှစ်ယောက်အိတ်ပိတ်ရှင်တော်ကြီးလာထောင်ပေးတယ်။ဇေယျဘောကဖရာကြောင့်တော့မှာစင်မီသုံးနိုင်ထုံးပြီးတော့ဇာကြီးကဖရာဝတ်ပြုံနေတယ်။ဇာကြီးဖရာဝတ်ပြုံပြီးတော့ညချင်းနိုင်လောက်တော့ရှိမေဗျ။ပတ်ဝန်းကျင်တခွန်ရလဲတိတ်ဆိတ်ရပါဗျ။ဇာတော်ရိဦးစင်းနေလဲကျိတ်ဆက်ကုန်ပြီချင်မ။ဇာကြီးဇာကြီးပြောတော့သူတို့လာမယ်ဆိုဗျ။အခုဒီမလာသေးပါလား။သူတို့ကအလို့ရှင်လုံမာတယ်လေကွာ။ချက်ချင်းတော့ဘယ်ထလာမလဲကွာ။သူတို့လဲမအားသေးလို့နေမှာပေါ့။ဇာကြီးကခေါင်းပေါ်လှဲ့ချလိုက်ပြီးတော့ ခြေထောက်တွေညောင်းနေပဲရင်မောင်ရဘလူးနှစ်ကောင်တောင်မှသတိရသွားတယ်ကွာဆရာကြီးဟာစကားခေါ်တာနဲ့ကြုံလဲဆရာကြီးရဲ့ခြေထောက်တွေကိုနှိမ့်နေပြေးနေမိတယ်ဒီအချိန်မှာပဲရွာတွေကခွေးတွေစောစောငွေငွေဥလိုက်တဲ့အတန်းကိုကြားရတယ်ဆရာကြီးကကောင်းထောင်ကြီးနေတဲ့သူတို့လာပြီထင်တယ်ကွာရင်မောင်ရဒီအချိန်ဇရက်ရှိမှလူနှစ်ယောက်လာရတာကိုလိုက်အောင်နဲ့မြင်နေရတယ်လူနှစ်ယောက်ဆိုမှတော့ကိုဦးနဲ့သူညမစီးစားပေါ့ဗျာရှစ်ကိုရှင်တိတ်ဆန်းနေပြီလို့ထင်နေပေါ့ဆရာကြီး ကို့လုတ်ကိုမလုတ်ဖဲနဲ့နေရာတကာဝင်ဆက်ဖက်ခြင်းနဲ့ရှစ်ကိုမှတ်လောက်တော့လောက်အောင်ဆုံးမပေးရမယ်။ဆရာကြီးကခေါင်းပေါ်ခေါင်းပြန်ချလိုက်နေတယ်။တခိုးကလူပြန်ဟဲ့မနေနဲ့လေကလေးမရဲ့။နင်တို့ကအရင်ရောက်မှာလေအလိုလာသမျှလူတွေကိုအပွင့်ထည့်ပြီးတော့ကြီးစိုးနေတာမဟုတ်လား။အဲ့ဒါဘာဖြစ်လဲ။ရှင်းရပါတိုင်းလေ။စိုင်းနာပေါ့ဟာငါတပည့်လေးတွေငါသမီးလေးတွေနင်တို့ကျွေးတဲ့အပွင့်တွေကိုစားလိုက်မိတယ်လေဟာ။ဒါတော့ကြီးကအမေရလို့အလူမာတဲ့ထားတဲ့တဲ့ထားတဲ့စလိတ်တွေကို နှုတ်ခဲ့သေးတယ်မို့လားနင်းလှဲ့ဥက္ကတွေကရိုးလို့နေကလေးမရဲ့မစည်းသာဒေါတာထွက်သွားပုံရတယ်ကရှင့်လူပါလီယာဆရာလှုပ်ရှင်နေဆရာကြီးကိုဒုက္ခိတာဖြစ်အောင်လှုပ်ရပဲကြုံဆိုရင်လန့်သွားတာပဲဗျဆရာကြီးဦးအောင်ရှင်ကရင်းမောင်ဆက်နှိတ်မနေနဲ့ရင်းမောင်ဆက်နှိတ်နေကွာမရလိုက်နဲ့ဆိုင်မစည်းသာဆရာကြီးကိုစိုးလို့မယ်နော်လှုပ်ဆမ်းပါစီကွာသူတို့ကအောက်က ငါတို့ကအမြင့်ရပဲကွာကြောက်စရာလားကွာဆရာကြီးပြောတာကိုကြောက်နားမလဲတော့အမှန်ပဲဗျာဒါပေမဲ့ဇေယကလေးကလူကြီးခါသားလောက်မြင့်တာဆိုတော့ဇေယအောက်ကမသီသာတို့ကအောက်မှာရောက်နေတာကိုဆိုလိုချင်တာဖြစ်မယ်မသီသာကကိုဦးကိုကြိလိုက်ပြီးတော့အကိုကြီးလို့တစ်ချက် online တန်နဲ့ကိုဦးကဇေယပေါ်ရှေချွန်းပြက်ပြီးတော့ဖမ်းတက်လာပါဦးဗျာအဲသူလဲပညာတွေတတ်တဲ့ပုံပဲဗျာဟေးလူကြီးသိပြီလို့တို့တစ်ချက်ကြွေးကြော်ပြီးတော့ကျုပ်တို့ချင်တော်ကိုလက်နဲ့လှမ်းပုတ်လေးပြောဗျာ အတိုင်းမဲ့ခြံတော်ကြီးကတောင်းတောင်းဖြစ်နေကြ။အိုးဦးကခြံတော်ကိုထိုးကြိတ်ကန်ကြောက်ဝင်မဲ့ခြံတော်ကတစ်ချက်တောင်တော့မသွားဘူးလား။အိုးဦးကဒေါသထွက်ထွက်နဲ့ခြံတော်ကိုလက်နဲ့ဆွဲဆွဲပြီးတော့လှမ်းတယ်။ဒါပေမဲ့ခြံတော်ကကြောက်သားတစ်ခုလိုမျိုးတောင်းတောင်းဖြစ်နေကြ။အဲဇလင်းကားကလည်းစူးစမ်းပြီးတဲ့အခါအိုးဦးကလက်ပန့်ကျသွားတယ်။မင်းခြံတော်လိုချင်းလို့လားမောင်ဦးရ။လိုချင်ရင်လည်းပြောလေကွာငါပြေးမှာပေါ့။ဦးအောင်ရှင်ပြောလိုက်တဲ့အချိန်ခြံတော်ကြီးကဝုန်းဝင်နဲ့ပြုတ်ထွက်သွားပြီးတော့ဇရက်ပေါ်မှာပြန်ဝင်နေဗျာ။ ။နောက်တော့ကျွန်တော်ကြီးကကိုဦးကိုပတ်ပြီးတော့လိတ်သွားပါဦး။ကိုဦးတကိုယ်လုံးခေါင်းကလေးပဲပေါ်တယ်ဗျ။အောက်ပိုင်းကကျွန်တော်အပတ်ခံရပြီးတော့ပင်ကိုအိမ်နဲ့ရက်ပန်ထားသလိုဖြစ်နေပါဦး။ကိုဦးကကြောက်ကြောက်လန့်လန့်နဲ့။ညီမလေးအခုကိုကယ်ပါဦး။မစည်းစားလဲဟေးကနေအော်လိုက်ပြီးတော့ဇီးရပေါ်ခုံတက်လာတယ်။ပြီးတော့သူ့လက်တစ်ဖက်ကိုမြှောက်ထည့်လိုက်တာ။လက်ထဲမှာဓာိုက်ဒီစင်ပေါ်လာခဲ့တယ်။ဓာိုက်ကလာရောက်အောင်မှာဝင်းလက်နေရပါဗျာ။အဲ့ဒီဓာနဲ့ကိုဦးချင်အောင်လှမ်းခုတ်တယ်ဗျာ။ ဒါပေမဲ့ကျွန်တော်ကဘလို့မှခုတ်မရအောင်ဖြစ်နေတော့အကြံအိုက်သွားမှရတယ်။ကျွန်တော်ခုတ်မရတော့မှတယ်။တည်ရင်သိုးယူပဲခုတ်တော့မယ်။နောက်လည်းတစ်ဖက်မြောက်လိုက်တော့ဓာတ်တလဲထပ်ပေါ်တာပဲဗျ။အခုမစည်းသာလက်နဲ့ဓာတ်နဲ့လက်ဖြစ်သွားပြီပေါ့ဗျာ။အဲ့ဒီဓာတ်နဲ့လက်ထဲမှာကျုပ်တို့စီကိုပြေးလာတယ်။ဇာယူအောင်ချင်ကကြမ်းမြင်ကိုလက်နဲ့ဘုံကနေပုတ်ထက်လိုက်တော့မစည်းသာအရှိတက်လာလို့မရပဲနဲ့တန်ကနေဖြစ်သွားတယ်။သူဘလို့ပြေးပြေးအရှိမရောက်ဖွယ်နဲ့တဖေးဖေးနဲ့အနောက်ကိုရောက်သွားတယ်။ မစည်းစားဓာတ်ကိုမှန်းပြီးတော့လှန့်ပြစ်ထက်လိုက်တယ်။ဓာတ်နှစင်းကလီပေါ်မှာငှက်တွေပြန်တော်လိုမျိုးပြန်ဝဲနေပြီးတော့ကျုပ်တို့စီကိုပြေးလာတယ်။ကျုပ်ဆိုရင်မကြည့်ရလို့မျိုးလုံးကိုမှိတ်လိုက်ရတယ်ဗျာ။တောက်ခနဲ့အတန်ကြားလို့မျိုးလုံးဖွင့်ကြည့်လိုက်ပါ။ဇေယကတက်သားတိုင်းမှာဓာတ်နှစ်လက်ကစိုက်ဝင်နေတယ်ဗျာ။အဲ့ဓာတ်နှစ်လက်ကိုမစည်းစားလက်ညှော်လိုက်ပြီးတော့ပြန်ဆွဲတယ်။ဒါမှမဟုတ်ဓာတ်တွေကဘလို့မှတော့မနေဘူးဗျာ။မစည်းစားပါဇက်ကဘာတွေရော့နေမှမသိဘဲနဲ့ဓာတ်ကိုပြန်ဆွဲပြန်ရော။ 这都阿才比较费了吗？他又话漏了，但么但伢你们招呼了？吴王兴啊，飘人的破胎来吧！你这个走路太你这飘嘞，正面没安理，下边嘞多出大了。哎，你嘞只要吴王兴你多在内部的教导嘛，百分百不自家胡了。阿今这伢子胡啊，飘早哦，大上岁来的帮人民胡了。为了爱的飘啊，露露露，来多比较蛮实在，穿别会多的，飘来几样蛮实在的干货，这不不呢也就那批飘。 နောက်တော့မစည်းစာရဲ့ကြောကိုရိုက်လိုက်မျက်နာတို့ရိုက်လိုက်တဲ့မစည်းစာခန္ဓာတော်တော်ခံရရှာတယ်မစည်းစာလဲကျသွားတဲ့ချိန်ခြာလိုက်ကြည့်ရမစည်းစာကိုတခါတည်းလိတ်ပြီးတော့ဖမ်းချုပ်လိုက်ပါလေဗျာဇရက်ပေါ်မှာမစည်းစာဖြာလိကြီးပတ်နေပြီးတော့ကိုဦးကလည်းခြေနှောင်းကြီးပတ်မိနေတယ်ဗျာမစည်းစာကျမ်းပေါ်မှာဆန်းဆန်းကြီးဖြစ်နေတာပေါ့ဒီတော့မှဆရာဦးအောင်ရှင်ကထထိုင်လိုက်တယ်နင်တို့ဘာတွေကြံစီထားတယ်လဲဆိုတော့ပြောစမ်းမပြောဘူးရှေ့ကလုံးဝမပြောဘူးအောင်မယ်ညီတို့နှစ်ယောက်လုံး ငါလက်ခုပ်ထဲကရေတွေဖြစ်နေကြတာမှပဲလေတံကျဲသေးတယ်ပေါ့ဟုတ်လားနင်တို့နှစ်ယောက်ကိုမြေတားမြေထဲဒီတိုင်းမျောပြစ်လိုက်အောင်လားမစည်းစားမကြောက်တလို့လို့လောက်နေပြီမဲ့ကိုဦးကတော့မျက်နာတော်တော်ပြင့်နေပြီးတော့ချွေးတွေရလဲရေချိုးတာလို့စီးကြလို့ပြောမြေတားမြေထဲတော့မမျောပါနဲ့ဆရာကြီးပြောစုပြောပါမယ်အကိုအကိုကဒီလူရောကြောက်လာလားငါတို့ဘာမှမလုပ်နိုင်တော့တာပဲညီမရာကြောက်တာပေါ့ဟာကြည့်ရတာအကိုတက်နှမလက်ဆောင်ထစ်တယ်ချင်းနေပြမစည်းစားဒီချင်းဒီဘာမှပြောသေးဘူးကျွန်တော်တို့က ပင်လေဘူးဘက်ကလာခဲ့ကြတာပါနှစ်ယောက်လုံးစုံတွေပါအဲ့ဒီမှာစုံချင်းပြိုင်နေတဲ့အရေးနေသွားတာကြောင့်ဒီနေကိုရောက်လာခဲ့တာပါဒီနေကိုရောက်တဲ့အချိန်ခြေကုပ်တစ်ခုခံရမှာယူရမယ်လို့တွေးပြီးတော့ဒကြီးဥပယုံကိုချင်းကန်ခဲ့ပါတယ်မြမာလေးရဲ့ယာစီတွေးကိုပညာနဲ့လှုပ်ပြီးတော့ဥပယုံစားမဲ့ကိုရာထဲမှာထက်စီရင်ပြီးတော့ကျွေးလိုက်ပါတယ်ဒါကြောင့်ဥပယုံကတန်တန်ဆဲဖြစ်သွားတော့ဟောသားသမီးတွေကိုတောင်မှအတိုက်ခံလှုပ်ပြီးတော့အိမ်မောကနှင်ချသေးတယ်ဆိုပဲဟုတ်ပါတယ်ဆရာကြီးဥပယုံကိုရပါမိမယ် တရွာလုံးကိုအပင်းထည့်ပြီးတော့ကို့အောက်လက်ငယ်သားတွေအဖြစ်တိမ့်သိမ့်မှုကြံစီမိပါတယ်။ဒါကြောင့်ခွေးနှစ်ကောင်ကိုအပင်းယုတ်လုပ်ပြီးတော့ဟင်းယူတဲ့ခက်လို့အပင်းမွေးခဲ့တာပါ။မင်းတို့ကတော်တော်အကြံပက်စစ်တဲ့လူတွေပဲကွာ။မင်းတို့အကြံအောင်မြင်သွားလို့ကတော့ဟောဒီတရွာလုံးကမင်းတို့တပည့်တွေဖြစ်ကုန်ကြတော့မှာ။ဒါရင်မကဒီဟင်းတောက်မိတဲ့လူတွေအကုန်လုံးမင်းတို့ပြုသမျှနှုတ်ရတော့မှာပါလား။မင်းတို့အကြံကဒီလောက်နဲ့တော့မကုန်သေးဘူးထင်တယ်။ဟုတ်ပါတယ်။ ။ဒကြီးဥပြုံးလက်ထက်ကပစ္စည်းတွေအိမ်တွေယာတွေကိုအပိုင်သိမ်းပြီးတော့ဒကြီးဥပြုံးကိုလည်းတက်ဖို့ကြိုင်ရွယ်ထားပါတယ်။သူ့ပိုက်ထက်ကအပင်ကလည်းအတော်ရင့်နေပါပြီ။ရင်းမောင်ကြီးငါတို့အသာတီးလူကိုမလာခဲ့မိရင်တော့ဒီရွာကတော့ဆုံးတိုက်ဖြစ်တော်မှာကွာ။ကိုဦးလည်းခေါင်းကိုက်ဆိုင်ကျသွားတယ်။မဆီသာကတော့တိတ်မကျေနပ်သေးဘူး။မဆီသာကြီးရင်တို့ဂျန်စီကလည်းနေဝင်သွားပြီဟာကဲဒီကိစ္စကို င်တို့မောင်နှမဘလို့ပြန်ဖြေရှင်းပေးမလဲမမတိတော့ပါဘူးဆရာကြီးဟာဆရာကြီးလှုပ်ချင်တယ်လို့ကလှုပ်ပါတော့ဆရာကြီးအပြစ်ပေးမယ်ဆိုရင်လည်းခံမမယ်အပင်းကောင်းကြီးပြစ်သွားပြီဆိုတော့ဟင်းတောင်မိတဲ့သူတွေကတော့ထားလိုက်ပါတော့ဒါပေမဲ့မင်းတို့တရီဥပယုံကိုလှုပ်ထားတဲ့အတက်တွေအကုန်ပြန်ဖြုတ်ပေးရမယ်နောက်တစ်ခါကမင်းတို့ဒီရွာမှာဆက်နေခြင်းနဲ့ဆိုရင်ငါစီမှာပညာစွန့်ရမယ်ပညာမစွန့်ကြဘူးဆိုရင်တော့မင်းတို့ဒီနေ့ကနေထွက်သွားပေးရမယ်ဘယ်နဲ့လဲ ောင်နှမနှစ်ယောက်တယောက်မျက်နှာတယောက်ကြိတ်လိုက်ကြတယ်။ဥပြိုးရဲ့အပင်းတွေကိုလည်းထုတ်ပေးပါမယ်။ဒါပေမဲ့ပညာတော့မဆုံးပြရစေနဲ့ဆရာကြီးရဲ့။ဒါဆိုရင်လည်းမင်းတို့ဒီမြေကြီးကိုကင်ပြီးတော့နောက်တစ်ခါချိန်မချပါဘူးလို့တစ္ဆာဆိုရမယ်။ဟုတ်ဟုတ်ကဲ့ဆိုပါမယ်ဗျ။ဦးအောင်ရှင်ကကြမ်းကိုလက်ချောင်းနဲ့တောက်လိုက်တော့ဖြာလိုက်ပြေးသွားသလိုခြေထောက်ကလည်းသူ့လိုလိုပြော့ကျသွားတယ်ဗျ။ဟိုမောင်တော်မနှစ်ယောက်ကလည်းဇေယအောက်ကိုဆင်းသွားပြီးတော့မြေပေါ်မှာဒူးထောင်ထိုင်ချလိုက်တယ်။နောက်တော့မြေကြီးကိုညာလက်နဲ့ထိပြီးတော့ ဒီနယ်မျိုးနောက်တစ်ခါခြေမချတော့မယ့်အကြောင်းကိုသစ္စာဆိုပြီးတော့တကြိုးတည်းလက်သွားကြောက်လာတယ်။ဆရာကြီးဟာသူတို့ဘာဖြစ်လို့တောက်ဝင်ပေးလိုက်တာလဲဗျ။သူတို့တခြားနယ်ရောက်ရင်လည်းတခြားသူတို့ဒုက္ခပေးကြောင်ပါပဲမလား။သွားပါစီကွာ။မောင်ဦးကပညာတော်နိုင်နေကွာ။မစည်းစာပညာထက်တယ်ဆိုပေမဲ့သူ့ပညာတော်တော်များများဟော့ဟိုမှာကြံခဲ့ပြီကွာ။ကျုပ်လည်းဆရာကြီးအောင်ရှင်ပြတဲ့နေရာကိုလှမ်းကြည့်လိုက်တော့ဇရက်တိုင်းမှာစိုက်နေတဲ့ဓာတ်နှောင်းကိုတွေ့လိုက်ရတယ်။အဲ့ဒါမော်ဝင်တာ။ဆုံးသားခေါ်ဖို့ကွာ။ သူ့ရဲ့အဓိကအစွမ်းကဒီဓာတ်နယ်လက်ထဲမှာအများကြီးမိတီးနေတယ်။အခုဒီဓာတ်မရှိတော့သူလည်းတိတ်မစွမ်းတော့ဘောကွာ။ဒီလိုမှတော်သေးတာပေါ့ဆရာကြီးရေ။ငုံမို့ဆိုရင်တော့ရောက်လျာနေရာမှာအလူတွေပေးပြီးတော့ခွေးသေးကောင်းတွေဟင်းညိုတွေကိုထဲ့ခတ်မလားပဲဗျ။ကဲအဲ့တော့ရေမောင်ကြီးမနေ့ပြန်ကြရတော့ရွာပြန်ကြတာပေါ့ကွာ။ကြုံလဲချင်းအောင်နေပြန်ထောင်ပြီးတော့အဲ့ချာလိုက်ပါတော့လေ။နောက်နေ့တော့မကူပါဘူးဗျာ။မနေ့ကအလူထမင်းနေစားထားတဲ့လူအကုန်လုံးဝမ်းနေရှော့ကုန်ကြတယ်။ ကျုပ်စိတ်ထင်တော့အပင်းရဲ့ကျွင့်ကြံလေးဆင်းသွားတာများလည်းပြီဗျအဲ့ဒီဘုံကြီးเจ้าမှာဒါနဲ့လက်ကအချိန်တော်ကြာကြာတာထိရှိနေသေးတယ်ဗျအဲချောင်းလက်မှာပတ်လဲလောက်ရှိတယ်ကျောင်းတိုင်းလုံးကြီးမှာဒါနဲ့လက်ကဘိုဘက်ဒီဘက်ထုံချင်းပေါက်ပြီးတော့ဝင်နေတော့ဘသူမှနှုတ်မနိုင်ကြဘူးဗျအဲ့ဒီဒါနဲ့လက်ကြောင့်ဇရက်ကလည်းဒါဇရက်ဆိုတဲ့နာမည်ရသွားတယ်လက်ပံရွာဘုံကြီးเจ้าမှာဒါဇရက်လို့ပြောလိုက်ရင်လူတော်များများသိကြသေးတယ်ဗျဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့ စာရေးစရာအကားစော်ရေးသားထားတဲ့ဖယားပြန်ဥအောင်ရှင်ဇလန်အတွဲနှစ်ဖြစ်တဲ့ဖယားပြန်ဥအောင်ရှင်နဲ့လက်ပံရွာကအလူပွဲဆိုတဲ့ဇလန်ကောင်းလေးကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်လေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဒုဗင်ကျေးဇူးတင်ရှိပါတယ်နောက်နေနောက်နေဒီမှာလဲဇလန်ကောင်းလေးထပ်မံတင်ဆက်ပေးသွားမှာမို့လာရောက်နားဆင်အားပေးကြဖို့တပါရဲဖိတ်ခေါ်ပြစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေရန်မျိုးငါးပါးပေးမှာလဲကင်းဝေးနိုင်ကြပါစေ 可米啊！